အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စက်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ24ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးနားနေတဲ့အားစစ်ဘုတ်ကြီးများကတော့နေ့စဉ်မနေ့၄နာရီကနေည၇နာရီထိစစ်ကြောရေးလုံခြုံရေးစစ်စင်ရေးကိစ္စတွေပုံမှန်လှုပ်ဆောင်နေရတဲ့အတွက်စိတ်သက်သာဆင်းရဲရှိနေကြပါတယ်စစ်ဘုတ်ကြီးတွေတော့ဒီဘက်ကနိုင်နိုင်ပွဲတာအများပြီးသေးချင်ပြီလို့ညှိတွားနေကြပြီဖြစ်ပါတယ်ဒါပေမဲ့ခိုင်းလို့လုံနေရသေးတယ်ဆိုတဲ့စိတ်ကတော့မပြောင်းလဲသေးတာကိုတွေ့ရပါတယ် နထွေးမျိုးအမှန်နဲ့ရက်ွက်ထဲကရှင်မင်းတာထုံးဘုရားကိုလေကြောင်းကနေဘုံနှလုံးကျဲပြီးတက်ခိုက်ခဲ့လို့ဇေဒီနဲ့သာသမိကအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ဇေဒီဟာရှေးအောင်သမိုင်းဝင်ဇေဒီတစုဖြစ်ပြီးလှုပ်ရဲတဲ့လှုပ်ရက်တဲ့လေပဲတွေကိုတော့အရှင်မင်းရင်ဘလို့လှုပ်ရမလဲတောင်မစဉ်းစားရတော့ဘူးဖြစ်ပါတယ်။ဘုကုတိုင်းအနောက်ဆက်မရောင်းတဲ့ညောင်တို့ရိုးပေါ်ဘူးတော့အရှင်မင်းလေးညာကအထိလေကြောင်းနဲ့ပြစ်ကူပေးနေသေးဖြစ်ပါတယ်။ ညောင်ကျိုးအလွန်ထိုးစစ်ဟာပြီးခဲ့တဲ့နွေရာသီကတည်းကစကဦးတန်းခဲ့ပြီးမြက်အရှင်လန်ကိုကျော်လွန်လာနိုင်မှုအချိန်ကြာမြင့်လာတာကိုလည်းတွေ့နေရပါတယ်။ဘရောင်းနယ်မြေထဲကမျောနဂါဘက်ကိုအမိုနီယာလစ်ကွစ်တန့်ပေါင်စာတွေလို့ယူဆရတဲ့မော်တော်ယာဉ်တွေသုံးလေးရတဲ့ချိန်ပုံမှန်တည်ဆောင်လေးရှိနေတာကိုတွေ့ရပါတယ်။ယနေ့မနေ့တာယာဝီဘက်ကနေမင်းနာမျိုးနယ်ထဲကိုစစ်ကောင်စီရဲ့စစ်ကြောင်းတွေဖုန်ကြီးကားတွေနဲ့ဝင်ရောက်လာတာရှိပါတယ်။တပြန်လေးကရန်ကုန်အင်းစိန်ရဲ့ကျင်းဆောင်ကနေအကျဉ်းသား150ဦးမော်တော်ယာဉ်3စီး လုံခြုံရေးရင်နှစည်းနဲ့ဤကျင်းတော်ကိုပြောင်းရွှေ့ခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသား90ဦးနဲ့ပြည်မှုအကျဉ်းသား60ပါဝင်တယ်လို့သိရှိရပါတယ်။ဒီနေ့ဒီနေ့ဘိုးပြေအရှိပြေချမ်းကငိမ့်ချက်တရားရှိနေပေမဲ့အကျန်နေရာတွေကတော့ထိတွေ့မှုတွေပြင်းထန်နေသေးဖြစ်ပါတယ်။နေမြကန်တအမှတ်420ချင်းပြန်တရင်ထဲကနေအင်အား900ဝန်းကျင်ရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာလက်နက်ကြီးဒရုန်းလေကြောင်းပစ်ကူယူပြီးတိုက်စစ်ဆင်နေပေမဲ့ကရင်နီပူပေါင်းတပ်တွေရဲ့ကြမ်းကြမ်းခံခုခံမှုကိုမကျော်လွှားနိုင်မှုဖြစ်ပါတယ်။ မိုးပြင်းမြို့ဟာကရင်ပြည်ပောင်းတပ်တွေရဲ့ထိန်းချုပ်မှုအောက်မှာတစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းကပြန်လည်ထိုးစစ်ဆင်လာပေမဲ့သူတို့ရဲ့စစ်ရေးရည်မှန်းချက်ပြေဝအောင်မြင်ခြင်းမရှိဖြစ်နေတာကိုတွေ့ရပါတယ်။မိုးပြင်းတိုက်ပွဲဟာစစ်ကောင်စီဘက်ကအသေးအပြောက်အကြဆုံးများပြားသလိုတပ်ပေါင်းစုဘက်ကလည်းအဖိတ်စင်ရှိတာကိုတွေ့ရပါတယ်။ကရင်ပြည်နယ်တွင်းမှာစစ်ကောင်စီရဲ့တိုင်းရင်းတပ်ဖွဲ့ဌာနချုပ်25ခုရှိပြီးမြို့တော်လွိုက်ကော်မှာရှိတဲ့တိုင်းရင်းတပ်ဖွဲ့73ခုမှာပါ ကျန်နမီကန်တရဲ့ဆက်နေရင်ကတော့ခရင်နီတပ်ပေါင်းစုရဲ့ Viper ပိတ်ဆို့မှုအောက်မှာရောက်ရှိနေတာဖြစ်ပါတယ်။မဲဆဲမှာရှိတဲ့အမတ်တစ်ထောင်လေးနေသားဆောင်တပ်နဲ့ရွာသိမ်းမြို့နယ်စွတ်ပိုင်မှာရှိတဲ့အမတ်တစ်ထောင်ကနေသားဆောင်တပ်တို့ကတော့အာနာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီနဲ့လက်တွဲဖြုတ်လိုက်တာကိုတွေ့ရပါတယ်။ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုတောင်ခမ်းနေသားမှာ PNL နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်အသွင်ရှိတဲ့ခန်းစစ်စတင်လာနေပြီဖြစ်ပါတယ်။ ဂျမန်လေးကတော့အတောင်ခံဒေသမှာနေရာများအများအပြားထိတွေ့မှုတွေရှိခဲ့သလိုစစ်ကောင်စီဘက်ကအထိကိုက်များခဲ့ပြီး TNL လိုဘက်ကလည်းပေးဆပ်ရမှုတွေရှိခဲ့ရပါတယ်။လာချုံမြို့တွေမှာတော့တစ်ဆယ်နှစ်ဆက်ကုန်ဆစ်စင်ရဲ့အတွင်းပြက်စီးခဲ့တဲ့နေမြေကန်တိုင်းဌာနချုပ်တွေပြုတ်ရင်နေသေးတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကဒေသမှာဂျမန်လေးနေကင်းဘက်မှာအင်မာရန်တုံတန်လမ်းခွဲနဲ့စွဖုံရွာဝင်းကျင်ထိတွေ့မှုအနည်းငယ်ရှိခဲ့ပါတယ်။ညနေပိုင်းမှာတော့ဆိုင်းရဘက်မှာပောက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့တာရှိပါတယ်။ ချီနီနယ်ရဲ့ဆီယာနဲ့ချင်းမျိုးသားတာဝရဲ့ဘိုးကောမဒီဝင်လူစိဦးစီချုပ်ဘိုးမူကြီးဖြိုင်လင်း62နှစ်ကွယ်လွန်ခဲ့ခြင်းပေါ် KIO ဘိုးတက်မတော်ကနေမှာပြင် KIO ဘိုးကောမဒီကနေဂါရဝပြုဥညွတ်ကုန်ပြူချောင်းသဝင်လွာပေးပို့ထားတာရှိပါတယ်ဒွေဥကာလမှာကချင်နယ်ချင်းဟာပို့ပြီးစီလိုမှုယုံကြည်မှုလက်တွဲမှုတွေပို့ဖို့နယ်ဆိုင်ခိုင်နေလာတာကိုတွေ့မြင်ရပါတယ် ကျွန်တော်ပြောပြလို့မရသေးလို့ပြောပြနိုင်တဲ့အချိန်ကျရင်ဝက်ဝက်ကွဲအံ့ဩသွားကြစေရမယ်လို့ကြိုတင်သိပေးထားပါရစေ။ဘလောက်ဝဒေတာမှာလဲကိုချေတို့ဟာဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေလှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဒူးချောင်းကမှာတရားတွေပြန်ပြီးဆောက်လုပ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဘလောက်ဝမြောင်ချန်းဒေတာဟာကလယ်တန်မြစ်ပါဝင်ချောင်းမြောင်းပေါင်းများလာတဲ့အရာဒေတာတစ်ခုဖြစ်ပါတယ်။ခြေရာတွေဟာလဲမြစ်ချောင်းတွေနဲ့မလန်းမကန်းမှာတည်ရှိနေကြတာဖြစ်ပါတယ်။ ကလေးတော်မြင့်ဟာနှွေးအခါမှာဆိုရင်အစိုးဂရောင်းကြိုက်ပြီးဖြတ်ကူးလို့ရတဲ့နေရာတွေရှိပေမဲ့မိုးအခါမှာတော့တောင်ကြချောင်းရည်တွေနဲ့ဒေါသပုံထတတ်တာကလည်းကြောက်เสียရကောင်းလာပါတယ်စစ်ကြောင်းလိုက်ချောင်းပြကူးနေစဉ်တောင်ကြရည်ကြောင့်ချင်ညာတော်တွေကြီကောက်ထုတ်တွေတနတ်တွေညောပါခဲ့တဲ့ဖြစ်စဉ်တွေလည်းမကြာခဏကြုံတွေ့ခဲ့ရပါတယ်ဒူးချောင်းကအနီးမှာကိုချေတို့နဲ့တရက်ခွဲတာဖြစ်ဖြစ်ကိုကြုံခဲ့ရပြီးကံကောင်းလို့အသက်ဘေးကလွတ်မြောက်ခဲ့တာဖြစ်ပါတယ်တကယ်ပြန်မပြောတော့ဘူးဗျာချက်သိမ်းထားလို့ပါ စကိုင်းတိုင်းကမ်လူမျိုးနယ်ကိုကလေးခြေဆိုင်အမှတ်361ခြေမြန်တိုင်ရင်ကအင်အားတရာခန့်ရှိတဲ့စစ်ကြောင်းဟာတပြေသာပူကုန်းကြောင်းကုန်းရွာတွေကိုဖျက်ချက်လှုပ်ရှားလျက်ရှိပြီးတပြေသာရွာပြည်သူ့နေအိမ်တွေကိုယနေ့မနေ့ကစပြီးမိရှုဖျက်ဆီးမှုတွေပြုလုပ်နေတာရှိပါတယ်။မကွေးတိုင်းပခုတ်ကူမျိုးနယ်ထေရားချေရွာကနေမျိုးစိုးဘက်ကာကွယ်ရေးတပ်ဖွဲ့တွေအင်အားတရာ50ခန့်မော်တော်ယာဉ်3စီးနဲ့ထွက်ခွာလာတာရဲ့ ငါးစုတရားနီးမှာအခြေပြုနေတာကိုရောလက်နယ်ကြီးတွေပါလာတာကအစတစ်ဖက်ရန်သူစစ်ကောင်စီကသတင်းရရှိထားပြီးဖြစ်ပါတယ်။အင်မေယောစစ်ရေးခိမ်းမှာတော့အင်အားပြည့်နဲ့စစ်အဏ္ဏသုံးပြီးရောက်ရှိနေကြတာရှိပါတယ်။ဖိလင်းမြို့နယ်မြို့မရဲစခန်းမှာပြီးခဲ့တဲ့ကနိုင်ငံရေးအကျဉ်းသား73လွမြောက်စီခဲ့တဲ့ဖြစ်စဉ်ကိုဒုတိယဗမူကြီးထိန်လင်းစိတ်ကြောရေးပြုလုပ်နေပါတယ်။ဆိုင်နဲ့စစ်စဲမှုတွေကြောင့်ရဲတပ်ကြက်နှစ်ယောက်မက်ဆီကိုက်သွားပြီလို့သိရပါတယ်။ကျောင်းလူမျိုးတွေကလည်း အင်အား150ပါတဲ့စစ်ကြောင်းထွက်လာတာရှိပါတယ်။ဒေသခံတွေကတော့မင်းတပ်ကနေကံကြီးဘက်ကိုအသွားလာမပြုတ်လောက်ကြောက်သတိပေးနေတာတွေ့ရပါတယ်။အဆိုပါစစ်ကြောင်းဟာအမှတ်368အမြောက်တိုင်ရင်းထဲကထွက်လာတာဖြစ်ပြီးစစ်ကြောင်းသုံးယောက်ခွဲကလှုပ်ရှားနေပြီးဂုံဘိုရောက်ွက်မှာတကြားရင်းရဲကျွေးရမှာတကြားအခြေပြုနေခဲ့တာဖြစ်ပါတယ်။ကြောက်ပြူကနေလာတဲ့တဘာဝတန်းငွေပိုင်လိုင်းကြီးဟာရှည်လျားပြီးတော်လိုင်းအင်အားစုတွေလက်ပိုက်ကြည့်နေကြရပါတယ်။မထီရဲပါဘူး။နောက်ဆက်တဲလာမယ့်အကျိုးဆက်ကိုမြေပြင်အဖွဲ့တွေ အန္တရာယ်ငွေသက်ခံစားမိရန်တွေ့ပါတယ်။အမ်ဘရန်လိုင်းမှာတဘာဝထန်းငွေပိုက်လိုင်းရဲ့ဘူစတာကွန်ဆိုးစတေရှင်တစ်ခုရှိပြီးအဆိုပါနေရာကိုအာရခတက်တော်ကထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။၎င်းစတေရှင်လိုမျိုးတစ်ခုကျောက်ဆယ်မြို့မြောက်ဘက်မှာရှိပြီးရှမ်းတောင်တန်းတွေကိုကျော်ဖြတ်နိုင်ဖို့တွန်းအားပေးတဲ့နေရာဖြစ်ပါတယ်။တဘာဝဓာတ်ငွေပိုက်လိုင်းကြီးကိုဘလူးစစ်တာနေနဲ့ကွန်ထရိုးလုပ်ထားတယ်ဆိုတာမသိရတယ်လို့ပိုက်လိုင်းကနေဓာတ်ငွေတွေလွတ်နေလားမလွတ်တော့ဘူးလားဆိုတာလည်းမသိရဘူးဖြစ်ပါတယ်။ဒါပေမဲ့ တေချာတာကတော့တရုတ်ရဲ့နှစ်ဖက်ညက်ပြီးပလေးတာခံနေရတဲ့အနေအထားဖြစ်နေပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်